ထွက်ဘယ်လိုမျိုးရလက်ပဲရှိရှိသူနဲ့ထိုင်းစစ်တပ်ရဲ့ဆက်ဆံရေးကတော့ပြည်လဲခြင်းမရှိတော့ဘူးဆိုတော့သိကြပါရှင့်အမြဲတမ်းသဘောထားတင်းမာသွားမယ့်အခြေအနေရှိတာပေါ့နော်။ဘာကြောင့်လဲဆိုတော့သူအလုံးမဲမင်္ဂလာပါ။စနေပါဆွေးတဲ့တင်းလေးချိုးနားထောင်ကြအောင်။အဲတင်းလေးဖြစ်ပါရှင့်။ထိုင်းနိုင်ငံမှာအင်မတန်ထက်မြက်လှပတဲ့ဝင်ကြီးချုပ်ပိတုံထံဆိုရင်လက်ရှိမှာဝင်ကြီးချုပ်ရာဒူကနေဆိုင်းငံ့ခံလိုက်ရပြီဖြစ်ပါရှင့်။ဘာကြောင့်ဆိုင်ငံ့ရရလဲဆိုရင်ပိထုံတန်းကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်ဆိုပြီးတော့ဆိုင်ငံ့လိုက်တာဖြစ်ပါရှင့် ပိတ်ထုံထံကိုတဲ့ဒီပေါ့နော်ကမ္ဘောဒီးယားနဲ့ဖြစ်ပွားနေတဲ့နယ်စပ်အရေးမှာဆိုရင်ဝန်ကြီးချုပ်အဆင့်ကျင်းဝတ်တွေကိုချိုးပေါက်တယ်ဆိုပြီးတော့အော်ကွန်ဆာဗေးတစ်အထက်လွှတ်တော်အမတ်တရားတိုက်တန်းခဲ့ပါတယ်အဲ့ဒါကြောင့်သူ့ကိုဝန်ကြီးချုပ်ရာဇဝင်နဲ့ဆိုင်းငံ့လိုက်ဆိုင်းငံ့လိုက်တယ်ပေါ့နော်စစ်ဆေးမှုရှိရတဲ့အတွက်စစ်ဆေးမှာဖြစ်တဲ့အတွက်ဆိုင်းငံ့လိုက်တာဖြစ်ပါရှင်ပိတ်ထုံထံလည်းသူ့ကိုဝန်ကြီးချုပ်တာဝန်ပေါ့နော်ဆိုင်းငံ့လိုက်တာကိုသူလက်ခံပါတယ်ဆိုပြီးတော့အစိုးရအိမ်တော်မှာလည်းသတင်းတောက်တွေနဲ့တွေ့ဆုံတဲ့အခါမှာပြောကြားသွားခဲ့ပါရှင် ပေးချုပ်တန်းကိုစုံလန်းစစ်ဆေးမှုလုပ်မယ်ဆိုရင်လာပေါင်းများစွာကြာမြင့်နိုင်တဲ့အတွက်သူ့ရဲ့လက်လက်သွားတဲ့ဇာတုနေရာမှာပေါ့နော်ဖြူတိုင်းပါတီတွေကနေပြီးတော့ဒုတိယဝန်ကြီးချုပ်ကိုဝန်ကြီးချုပ်ဖြစ်တာဝန်ရှိမဲဆိုပြီးတော့ထိုင်းမီဒီယာတွေမှာလည်းဖော်ပြထားတာမြင်တွေ့ရပါရဲ့ရှင့်လက်ရှိမှာဇာတုအလက်လက်သူတို့မထားဘူးပေါ့နော်ဇာတုချိန်လိုက်တဲ့သဘောလေးဖြစ်ပါရဲ့ရှင့်ဒါကြောင့်ပေတုံထန်ဆိုရင်သူ့ရဲ့ကျင်းဝယ်ဖောက်ပြက်မှုရှိလားမရှိလားဆိုတော့စစ်ဆေးခံရတော့မှဖြစ်ပါရဲ့ရှင့်တကယ်လို့စစ်ဆေးခံပြီးရတော့မှပေါ့နော်အပြစ်ရှိကြောင်း သူပေါ်ပေါက်ခဲ့တယ်ဆိုရင်သူကြုံလာနိုင်တဲ့အရာလည်းရှိပါအရှင်အဲ့ဒါလေးကတော့နံပါတ်၁ကဝင်ကြီးချုပ်ရာတူကနေအပီးပဲထုတ်ပဲခံရနိုင်ကြီးရှိလာနိုင်တယ်ပြီးတော့နိုင်ငံရေးရတားမြစ်ခြင်းခံရနိုင်ပါအရှင်နိုင်ငံရေးရတားမြစ်ခြင်းဆိုတာကထိုင်းနိုင်ငံမှာလာပြီးတော့9နှစ်တန်ဒီ10နှစ်တန်ဒီ20တန်ဒီစသဖြင့်ပေါ့နော်နိုင်ငံရေးလုခွင့်မရှိရွေးကောက်ဝယ်ဝန်ခွင့်မရှိစသဖြင့်ပေါ့နော်အဲ့လိုမျိုးတားမြစ်တာမျိုးလည်းခံရနိုင်ပါအရှင်အစိုးဆုံးကတော့သူကဆိုရင်ထောင်ထံကြာခံနိုင်ကြီးလည်းရှိပါအရှင် ဒါသူတို့စစ်ဆေးတဲ့ခါမှာဘယ်အတိုင်းတာတီပေါ်ပေါက်မလဲဆိုတဲ့ပုံမူတည်ပြီးတော့သူ့ရဲ့ပြစ်ဒဏ်ကတော့ပြောင်းလဲသွားနိုင်ပါရဲ့ရှင်တကယ်လို့အဲ့လိုစစ်ဆေးပြီးရဲ့ခါမှာအပြစ်မရှိဘူးဆိုပြီးတော့လည်းအပြစ်ထွက်နိုင်တယ်ပေါ့နော်အဲ့လိုအပြစ်ထွက်မဲ့ဆိုတော့သူ့ရဲ့ဆိုင်းငံ့ထားတဲ့ယာဒုကို ပြန်လဲပြီးတော့ပြစ်ဒဏ်လွတ်ပေးပြီးတော့သူမူလားတာဝန်ပြန်လဲထမ်းဆောင်နိုင်ပါရဲ့ရှင်ဒါပေမဲ့သူဟာဆိုရင်ဒီဖြစ်စဉ်ဖြစ်သွားပြီးရင်တော့မဟုတ်တော့ဘယ်လိုမျိုးအပြစ်ပဲထွက်ထွက်ဘယ်လိုမျိုးရလက်ပဲရှိရှိ သူနဲ့ထိုင်းစစ်တပ်ရဲ့ဆက်ဆံရေးကတော့ပြည်လဲခြင်းမရှိတော့ဘူးဆိုတော့သိကြပါတယ်ရှင့်အမြဲတမ်းသဘောထားတင်းမာသွားမဲ့အခြေအနေရှိရပါတော့။ဘာကြောင့်လဲဆိုတော့ तू ကထိုင်းတပ်မတော်ပေါ်မှာထားတဲ့စိတ်ဓာတ်ကိုထိုင်းတပ်မတော်နဲ့ပြည်သူတွေကသိသွားပြီးဖြစ်တဲ့အတွက်သူ့ရဲ့နိုင်ငံရေးခရီးလမ်းကတော့ချုံးမွေးစရာအကြောင်းကတော့မရှိတော့တာမှန်ပါပဲရှင့်။နိုင်ငံတစ်ခုကပြည်သူတွေကနိုင်ငံရေးသမားနဲ့စစ်တပ်နဲ့ပေါ်တော့အဲ့လိုမျိုးအင်အားချင်းရှင်လာတဲ့အခြေအနေမျိုးတွေမှာဆိုရင်နိုင်ငံရဲ့လုံခြုံရေးကိုပဲဂယုစိုက်ပြီးတော့ငါတို့ဘယ်ဘက်ကိုအားသာတဲ့လဲဆိုတော့မမှန်ကန်ကန်ရွေးချယ်နိုင်တဲ့နိုင်ငံကတော့အေဂျင့်တိုးတက်မယ်လို့ထင်နေရှင့်။ အဲ့လိုမှမဟုတ်ပဲနဲ့တခုခုဆိုနိုင်ငံသမားတွေပဲလိုက်မယ်ဆိုရင်တော့ဒါကမှန်ကန်တဲ့နေလန်တခုမဟုတ်ဘူးရှင်တက်တော်ဘက်လည်းလိုက်တယ်လိုက်ပေးရတယ်ဗောနောနိုင်ငံသမားဘက်လည်းလိုက်တယ်လိုက်ပေးရမယ်ကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကိုကတချို့ဆုံးဖြတ်ချက်တွေပေါ်မှာအသိဉာဏ်ရှိရှိနဲ့အမျှော်မြေရှိရှိနဲ့တွေးတောဆင်ခြင်းဘက်လိုက်တက်မှနိုင်ငံအေးဆန်းပါရှင်တခါကြစားလို့ရှင်လည်းတရားမျှတမှုကတော့ကောင်းတယ်ဒါပေမဲ့နေရာနဲ့တရားမျှတာကလည်းမကောင်းအောင်ရှင်အခါကျရင်ဘက်လိုက်ပေးရတယ်လို့ဆိုတာလေ ဟိုဗတ်လိုက်တယ်ဆိုတော့မှန်ကန်တဲ့ဘက်ကိုလိုက်ပေးရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကပိုင်းမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့အရာတွေအားလုံးကလူသားတွေအရပဲဖန်တီးနေရလေ။ဟုတ်တယ်မလား။ဒီတော့ကျွန်တော်ကဖြစ်စဉ်တစ်ခုရှူတော့တစ်ခုရှိလာလို့ရှင်ဘဲရှူတော့ဘက်ကိုဗတ်လိုက်ရမလဲဆိုတော့မမှန်ကန်ကန်သုံးသပ်နိုင်မှုလို့လေ။အဲ့တော့တက်တော်ဘက်ကတက်တော်ဘက်ကိုလိုက်တင်တဲ့ထင်လိုက်ပေးရတယ်နိုင်ငံရေးသမားဘက်ကိုလိုက်တင်တဲ့ထင်လိုက်ပေးရတယ်ပြည်သူကအဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုတော့ပြည်သူအားသာတဲ့ဝိတ်ကလည်းဒီပို့ပြီးတော့ခွန်အားပြည့်ပြည့်နဲ့လုပ်နိုင်လာလို့အဲ့လိုအဲ့လိုမျိုးပေါ့နော်ဒါ ဘေးထုံတန်နဲ့အခုဖြစ်တဲ့ပြဿနာဆိုရင်ပြည်သူတွေကတက်မလို့ဘက်ကိုလိုက်လိုက်တဲ့သဘောတရားလို့ကျွန်မမြင်နေတယ်။ဒါကြောင့်ဘေးထုံတန်ကနေပြီးတော့သူနိုင်ငံရေးလောကနေပြီးတော့စွန့်ခွာသွားရဖို့လောက်ထိဖြစ်သွားနိုင်တယ်ပေါ့ရှင်။ဒါထိုင်းနိုင်ငံရဲ့ဆုံးရှုံးမှုကဘေးထုံတန်တယောက်ပဲဆုံးရှုံးသွားမှာ။ပြည်သူတွေကဘေးထုံတန်လေးကိုချစ်တယ်ဘေးထုံတန်လေးသာအမှန်ဆိုရင်တက်မလို့ကိုရင်ဝဆုံးကန်လိုက်လို့ရှင်သူတို့နိုင်ငံအခြေအနေကကျွန်မတို့လိုပဲဆိုးရွားသွားနိုင်တယ်။ဒါပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကမှန်ကန်တာပေါ့နော်။နိုင်ငံရေးသမားတွေ မတုတ်တတိတုတ်တတိတိကလုံးမတိကလုံးသွားလို့လို့ရှင်ကိုဖြစ်ကိုခံပြည်သူကကြားရတာဘာမှဝင်ပြီးတော့အနစ်နာခံမေးကြအောင်မရှိဘူးဟာသူတို့နိုင်ငံပြည်သူတွေကအဲ့လိုမျိုးလဲလဲဝဝရှိတယ်ကျွန်မအဲ့ဒါမျိုးသဘောကျတယ်ကျွန်မနိုင်ငံပြည်သူတွေကလည်းအဲ့လိုလဲလဲဝဝရှိစေချင်တာတကယ်အာနာပိုင်တွေတရောက်အခုဖြစ်လာရဲဆိုသူတို့ချင်းချင်းရှင်းရမယ်ကိစ္စသူတို့ချင်းရှင်းမစင်ကျွန်မဝင်ပြီးတော့အနစ်နာခံကြရလည်းမလို့တွေးမြေကြကြရလည်းမလို့ကျွန်မတို့ချင်းတတ်ဖြတ်နေကြရလည်းမလို့သူတို့ချင်းကြည့်လို့နေမယ်ဘာကြောင့်လဲအာနာသူတို့ယူမှာအာနာသူတို့ယူမှာသူတို့စီမံရမှာတခုခုဖြစ်သူတို့တမိုင်းတွင်မှာ ဒါကြောင့်ကျမတို့ကဘလို့ဝဲဖြစ်ဖြစ်တစ်ခုခုဆိုရင်မမှန်ကန်ကန်ဆုံးဖြတ်အနစ်နာတော့မခံနဲ့ဘသူ့အတွက်မှသွားပြီးတော့ကျမကဓာတ်ခေါက်ရလက်ဝင်မရှုံနဲ့ဒါဆိုရင်ဒိုင်းကြီးအေဂျင့်နဲ့ချက်ပြည်သူတွေအလို့နိုင်ငံပြက်စီးတာပြည်သူတွေလဲဝယ်လို့ရှင်နိုင်ငံတိုးတက်တယ်ဟုတ်တယ်နော်ကျမပြောတာဘာကြောင့်လဲဆိုတော့အရေးအတွက်နဲ့လည်းကြည့်ကဘာမှာရှိရဲ့နိုင်ငံအားလုံးမှာပြည်သူအရေးအတွက်ကအများဆုံးပဲ။ဒါကြောင့်ပြည်သူတွေဆုံးဖြတ်တဲ့အရာတွေမှာအဲ့ဒီနိုင်ငံရဲ့ရလဒ်တွေကပြောင်းလဲသွားတာရှင့်။ ဒါကြောင့်ကျမတို့ကလည်းတခုခုဆိုပြည်သူအသိပညာပေးရဲပြည်သူကိုပို့ပြီးတော့လဲလဲဝဲရှိအောင်မကျမတို့တန်လာရှက်အဲ့လိုလဲလဲဝဲရှိရဲ့ပြည်သူအားနဲ့ကျမတို့ကနိုင်ငံတော်အစိုးရတွေတက်မတော်တွေကိုဖိန်းချောင်းနေဆိုရင်အင်အားရှိတယ်ပို့ပြီးတော့ကောင်းတဲ့ရလက်တွေထွက်တယ်ပြည်သူလည်းမထိခိုက်ဘူးရှင်ဒါကိုပြောချင်တာပါနော်ခုလိုပြောရပါလေတော့ဆန်ပါဆိုလဲကျေးဇူးတင်ပါတယ်